ကွာတာနာမိုမာထိန်ထိန်ထားနေရွှေပြောင်းတွေကို အမေရိကန်ပြန်ခေါ်ဂျူဘာနိုင်ငံကွာတာနာမိုပင်လယ်အော်ကအမေရိကန်ရေတံအခြေစိုက်စခန်းမှာပြင်းထန်တဲ့မပေးမီထိန်ထိန်ထားတဲ့ရွှေပြောင်းခြေချသူတွေကိုအမေရိကန်ပြည်မဘက်ကနောက်ဆုံးတော့ပြန်လဲခေါ်ယူခဲ့တယ်လို့အမေရိကန်တာဝန်ရှိသူတွေကမတ်လ12ရက်နေ့ကပြောကြားထားတာကိုရိုက်တာသတင်းမှပါရှိပါတယ် ကွာတာနာမုတ်ကစခန်းမှာထိမ့်သိမ့်ထားတဲ့ချင်းချောက်မှုအစစ်မြင်ပါတယ်တရားမဝင်နိုင်ငံသား23ဦးအပါအဝင်အကျဉ်းသား40ဦးကိုလူဝီစီယာနာပြည်နယ်ကမလ17ရက်နေ့ကပို့ဆောင်ခဲ့ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကအရာရှိ2ဦးကပြောပါတယ်ဒီအကြောင်းအရာကိုပြောခွင့်မရှိတဲ့မြင်မဖော်လို့တဲ့အရာရှိတွေရဲ့ပြောကြားချက်အရာ ICE လို့အတူကခေါ်တဲ့လူဝေမှုကြီးကြပ်ရင်းနဲ့အကောက်ခွန်ကြမ်းမဲ့ရေဌာနကတာဝန်ရှိသူတွေရဲ့လမ်းညွှန်မှုနဲ့ အကျဉ်းသားတွေကိုအရက်ပတ်တုံးလေးရင်းနဲ့ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ် ICE ဌာနရဲ့သူရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့အမိမြေလုံခြုံရေးဌာန DHF တို့ကိုဒီကိစ္စမှတ်ချက်ပေးဖို့ VOA ကဆက်တွဲထားပေမဲ့လက်တလုံးမှာတုံ့ပြန်တာမျိုးမရှိသေးပါဘူး။အရင်ဘက်တုန်းကကွာတာနာမှုမှာထိမ့်သိမ့်ခံထားရသူတွေနောက်ဆုံးအခြေအနေမေးမြန်းချက်ကို ICE ပြောရေးစုခွဲရှိသူကတုံ့ပြန်ရမှာတော့ တရားစွဲဆိုမှုလုပ်ငန်းစဉ်ဆောင်ရွက်နေစေကာလဖြစ်လို့မှတ်ချက်ပေးဖို့ညင်းဆိုခဲ့ပါတယ်။တမလဒေါ်နယ်ထရလက်ထံတရားမဝင်နေထိုင်သူတွေကိုပြည်နေနံပြီးဂျိုးပန်းခြင်းမှာဥဆောင်နေတဲ့ ICE နဲ့ THF ဖွဲ့တို့ဟာထိမ့်သိမ်းထားသူတွေရဲ့အသေးစိတ်အချက်လက်တွေကိုထုတ်ပြန်လို့မရှိပါဘူး။အမေရိကန်ပြည်ထောင်စုအမေမြေလုံးချုံရေးဝန်ကြီးခရစ်စတီနောင်းမြေ လူမှုကွန်ရက်ထုတ်ပြန်ချက်မှာတော့ကွာတာနာမိုကိုပို့ခဲ့တဲ့ချင်းချောက်မှုမြင့်မားတဲ့တရားမဝင်နိုင်ငံခြားသားအများပြားဟာပင်နီဇွဲလာရာဇဝကိုင်းထရန်တီအရဂူအဖွဲ့ဝင်တွေဖြစ်ပြီးလူသက်မှုလူသက်ရန်ကြံစည်မှုရန်ပြုတ်မှုလက်နက်မှန်ခိုးမှုနဲ့မွေးစေဝါအမှုတွေကျူးလွန်ကြောင်းဝန်ခံသားသူတွေနဲ့အမှုဆွဲချက်တင်သားသူတွေဖြစ်ကြောင်းဖော်ပြထားပါတယ်မူရင်းနိုင်ငံရဲ့ရက်ကိုပြန်ဖို့ဖို့စီစဉ်ထားတဲ့ရှေ့ပြောင်းနေထိုင်သူတွေကိုထိန်းသိမ်းထားဖို့အတွက် ကွာတာနာမိုပင်လာအော်ကအမေရိကန်ရေတံခြေဆိုင်စခန်းကိုအသုံးပြုမယ်လို့ထရန့်အစိုးရအဖွဲ့ကဆန္ဒဝါယီနှောင်းပိုင်းကအကြေညာခဲ့တာပါအဲဒီတော့ကဝန်ကြီးနှုန်းရဲ့ပြောကြားချက်မှာတော့ကွာတာနာမိုမှာအစိုးရကအစိုးဆောင်သူတွေကိုထိန်းသိမ်းထားမယ်လို့သတင်းထောက်တွေကိုပြောပါနေအမေရိကန်ပြည်သူရေယာဉ်လွတ်လပ်ခွင့်တမကအပါဝင် ရှေ့ပြောင်းခြေချသူတွေအရေးဆောင်ရွက်တဲ့အဖွဲ့တွေကလည်းကွာတာနာမိုပင်လယ်အော်မှာရှေ့ပြောင်းသူတွေကိုထိန်းသိမ်းတာနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရကတရားစွဲဆိုမှုတွေလည်းလုပ်ထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။